ုလိုက်တိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပအားရှင်လူပြည်သူအလုံးဘေးရန်ခတ်တိန်ကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာ ပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတမ်းများဟုဟောကြားပေးမှာ ဖြစ်ပါတယ်။ မိတ္တရာဒီဘွားရဲ့ကံတရားပြောပါမိတ္တရာဒီဘွားဆိုမတ်လ27 AP 20ကြားမှာမွေးဖွားတဲ့လူတွေဖြစ်ပါတယ်ဒီရာဒီဘွားတွေကယခုကာလမှာတော့လောင်ပိတ်မွန့်ကျက်ပြီးရှေးတူရခက်နောက်ဆိုးရခက်တဲ့ပြဿနာတွေဆုံးပြရခက်တဲ့ပြဿနာတွေအဖြေဆောင်နေရတာတွေကြုံတွေ့ရတော့ရတတပတ်ဖြစ်ပါတယ်ဆာမွေးကိစ္စရာဒူရာကခရီးကိစ္စငွေကြေးကိစ္စများကြံ့ကြံနေပါလိမ့်မယ် ရောင်းမှုပြောင်းမှုကိစ္စတွေအဆင်မပြေသေးပါဘူးဖြည့်ထားတဲ့ဆာမွေးတွေသွားမှုလာမှုလှုပ်ထားတာတွေလည်းအချိန်ဆောင်ပါဘူးအားလုံးကိစ္စရှေ့လာမဲ့ရက်တစ်ပတ်တစ်ပတ်နှစ်ပတ်ကြာရင်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒီကာလမှာစီမံကိန်းတွေအလုတ်ကိုင်းတွေအကောင့်တွေဖော်ဖို့တွေတုံ့ဆိုင်နေပါလိမ့်မယ်ကျမကြီးဆိုင်ရာတွေခွဲသိကူတာမှုတွေစီဝါကူတာမှုဆိုင်ရာ ပြဿနာတွေကြကြတာ လွှဲပြောင်းလာတာရှိပါတယ်။အမှုပြဿနာတွေလည်းမပြီးသေးပါဘူး။ရုံးကိစ္စ၊အမှုကိစ္စ၊ခရီးကိစ္စဒါရီဝရီယာနဲ့လုပ်ပါ။ကိုကြောင့်မဟုတ်တဲ့ပြဿနာတွေရောက်လာတတ်တယ်။အိမ်ထဲမှာအလုပ်ထမ်းမှာမိသားစုထဲမှာလူစုလူဝေးသူများကိုကယ်လိုက်လို့ပြဿနာ အကျက်တဲဖြစ်တတ်တယ်။ဒါကြောင့်ဒီအကျက်တဲတွေလွတ်ချင်းနေခဲရောက်နေကျက်သွေးရောက်နေခြင်းပေါင်းပြီးနှက်ပြနေညူး အရောင်ရင်အရောင်မိုင်းသားတွေဝတ်ပါကြက်ငှက်ငါခွေးခုခနန်းလောင်ပိတ်ထားတာတွေဝယ်ပြီးလွတ်ပေးပါ အစာကျွေးပါဗိုက်ကြီးတဲ့များအကူအညီပေးပါငါးနှစ်လေးပတ်လည်ထီထိုးပေးပါပူပြီးကန်ကောင်းနေတဲ့ဆိုရင်တော့ဒီတပတ်လုံးမှာမေတ္တာတို့တနေ့6ခေါက်ရတုကတော်တုကတော်ပရိစ္ဆေပါစိတ်ပိုင်းရစီမီဆွမ်းများကပ်ပါ အားသို့မေတ္တာရသည်ဘောအားလုံး အကြတဲ့လွတ်ပြီးကံကောင်းပါလိမ့်မယ်အားလုံးဘေးရန်ကင်းကြပါစေ thank you